ပြီးခဲ့တဲ့မလ28နှစ်ကမြန်မာနိုင်ငံမှာလောက်ခတ်ခဲ့တဲ့ AR Raster Scale 9.8အဆင့်ရှိတဲ့ငလျင်ကြီးကြောင့်စကိုင်းပြည့်ရကျော်တချို့မှာကြောက်စရာကောင်းတဲ့မြေသားအကွယ်မှုကြီးတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။လက်တွေ့ကွင်းစင်မတန်ရယူခဲ့တဲ့ TBSMD Separate of Brotherhood Mission ဖွဲ့ရဲ့လူမှုကွန်ရက်မှာရေးသားထားချက်အရစကိုင်းပြည့်ရကျော်တချို့ကီလိုမီတာ900ကျော်342မိုင်ခန့်ရှိတဲ့ကွာဝေးမှာမြေလွှာအကွယ်မှုကြီးတွေဖြစ်ခဲ့ပါတယ်။ တွေးရှိကြရဗေဒရွေးဆောင်မှု strike slip motion ကြောင့်ဖြစ်ပေါ်တယ်လို့ယူဆရတဲ့ပင်မအကွယ်ကြောင့်ဟာတိုက်တာအဆောင်နဲ့ရေအောက်ကြမ်းမြင့်တွေထမ်းမြင့်တွေမှမကြမ်းကွဲအပ်သွားစေပြီးတော့အပြိုင်ဖြစ်နေတဲ့အကွဲကြောင့်ငယ်နီပေဒီယာ200တဝိုက်မှာ ဝေးဝိုက်လှုပ်ရှားမှုအတွင်ဖြစ်ပေါ်ခဲ့တယ်လို့ယူဆရတဲ့ exposan ပုံပြက်ညီအနေထားတွေပါတွေ့ရှိရပါတယ်လက်တွေ့ကွင်းစင်းမှတ်တမ်းယူခဲ့တဲ့ TBSN ဖွဲ့ဟာလည်းမြေပြင်ခြေနေရ ွားရောက်ရိုက်ကူးကက်ခွင့်ကန့်သက်ချက်နဲ့တခြားမမျှော်မှန်းနိုင်တဲ့အခြေအနေကန့်သက်ချက်တွေကြောင့်လလန်းမိသလောက်သာ လုံနိုင်သေးကြောင်းဖော်ပြထားပါတယ်တတော်ကိုကြောက်စရာကောင်းတဲ့ပြည့်ပြည့်ကြောင်းကြီးတွေပဲဖြစ်ပါတယ်ဘိုလိုသားပညာရှင်ဦးဝင်းနိုင်ကတော့ငလင်ကြီးတစ်ခုလှုပ်ပြီးတဲ့အခါမိနစ်ပိုင်းနာရီပိုင်းတွင်နဲ့ရက်ပိုင်းလပိုင်းနှစ်ပိုင်းကာလတွေအထိနောက်ဆက်တွဲငလင်တွေကဆက်တိုက်လှုပ်နေတတ်ပါတယ်9.8 Richter scale ပြင်းအားရှိတဲ့ငလင်ကြီးလှုပ်ပြီးတဲ့နောက်အနည်းဆုံးထိုင်းနိုင်ငံငလင်ဌာနကနောက်ဆက်တွဲငလင်ငယ်တွေလှုပ်တာကိုမှတ်တမ်းရယူပြီးတင်ပေးတာဟာအကြိမ်ပေါင်း600ပြည်တော်မှာဖြစ်ပါတယ်။ American USGS ကတော့ငလင်လှုပ်တဲ့တည်င်းနဲ့တီမီယာတွေကထုတ်ပြန်ပေးကြတာမဟုတ်ဘဲနောက်ဆက်တွဲငလင်တွေဟာအားဘလောက်ပြင်းလှုပ်နိုင်ကြကအချိန်အားဖြင့်ဘလောက်ကြာရင်ဘယ်နေရာကနေတော့ဖြစ်နိုင်လဲဆိုတာတွေကိုပါအစိမ့်မြင့်ပညာနဲ့တွက်ချက်ထုတ်ပြန်ပေးတာဖြစ်တယ်ဆိုပါတယ်။ ထောက်ပြန်ပေးတဲ့နောက်ဆက်တွဲငလင်ငယ်လှုပ်နှံခြေတွေဟာနေ့စဉ်ပြောင်းလဲမှုတွေရှိလို့အချိန်တိုင်းတာတစ်ခုတည်းစောင့်ကြည့်ပြီးမှပြောလို့ရမယ်ဆိုပါလေ USDS ရဲ့နောက်ဆက်တွဲငလင်ထောက်ပြန်ချက်မှာကြိုတင်ခံမှန်းချက်ဟာအချိန်တစ်နှစ်ကြာတဲ့အခါပြင်အားခုနှစ်ထိရှိတဲ့ငလင်ကြီးလှုပ်နှံခြေက900ကန်တော့6ထက်ရှိတဲ့ငလင်လှုပ်နှံခြေက46ကန်တော့ငါးထက်ရှိတဲ့ငလင်လှုပ်နှံခြေက68ကန်တော့လေးထက်ရှိတဲ့ငလင်လှုပ်နှံခြေက69ရာခိုင်နှုန်းပြင်အား3ထက်ရှိတဲ့ငလင်လှုပ်နှံခြေက 69ရာခိုင်နှုန်းဆိုပြီးထုတ်ပြန်ထားတွေ့ရပါတယ်။ငလင်ကြီးတို့ခုဒီအပိုင်းတွေလပိုင်းတွေလှုပ်နိုင်တယ်ဆိုတော့ကောလာဟာလာကို USGS ကကမ္ဘာပေါ်ကဘယ်နေရာမှာမဆိုငလင်ကြီးတို့ခုလှုပ်ပြီးတိုင်းထုတ်ပြန်ပေးတဲ့ကြိုတင်ခံမှချက်နဲ့ခြေဖြက်လိုက်ကြစီချင်ပါတယ်။အနည်းဆုံးတနည်းကြိုင်တော့မှခုနှစ်ထက်ငလင်ကြီးထပ်မံလှုပ်နေကြကခုနှစ်ရာခိုင်နှုန်းပဲရှိတယ်လို့ဆိုပါတယ် ဒါပေမဲ့ line ဘုံမှာတော့ပြက်တဲ့နေကတာက22ရက်နေ့မှာငလင်ကြီးတစ်ခုထပ်မံလုံမယ်ဆိုပြီးအကြမ်းမြင် ရှေ့ဖြစ်ခေါ်ဆရာတွေကပြောနေတာတွေပြန့်နှံ့နေတာဖြစ်ပြီးတော့ယုံတဲ့သူတော်တော်များများကလည်းဒါကို share နေကြတာဖြစ်ပါလေပြည်သူတွေကြားထဲမှာလည်းအဲ့ဒီလိုသတင်းတွေပြန့်နှံ့နေတဲ့အတွက်ကြောင့်စိုးရိမ်ပူပယ်မှုတွေကမြင့်တက်နေတာဖြစ်ပါလေရှေ့ဖြစ်ခေါ်ဆရာတွေအကြမ်းမြင်ဆရာတွေဘလို့ပဲပြောပြောငလင်လှုပ်မယ်ဆိုတော့ဘလို့မှကြိုပြောလို့လုံးဝမရပါဘူး ဒါကိုမိုးဒလပညာရှင်ဦးဝင်းနိုင်ကိုတိုင်ကခံမှန်းပြီးပြောထားပါတယ်။ငလင်းဆိုတာအင်မတန်ရှုပ်ထွေးလာတဲ့ကပောက်အမီဒူးချက်ကြောက်လွန်မြောင်အောက်ကကြောက်ရည်ပူတွေလှုပ်ရှားခြင်းကြောင့်ပြည့်၍ကြောင်းနေဒါမှမဟုတ်ကြောက်လွန်အနန်းစွန်းတွေဖီအားစုပွတ်တရွေးရှားခြင်းကြောင့်ဖြစ်ပေါ်လာရတာပါ။ဘဝဝမ်းများပြားလာတဲ့ကြောက်လွတ်ချက်တွေအောက်မှာစီးစင်းနေစေကြောက်ရည်ပူတွေဟာကီလိုမီတာရာကြီးရှိပါတယ်။ဒါတော့ပေါ်ရဲ့နားမှာပဲရှိပါတယ်။ ကဘာအတွင်းနဲ့ဆက်ဝင်ရင်ပုံမူပူပြင်းပြီးပုံမူထူထဲတဲ့အစိပ်ပိုင်းတွေရှိနေပါသေးတယ်ဒီလိုနေရာမှာလှောက်ရှားနေတဲ့အရေတွေကိုဘယ်ချိန်ဘယ်လမ်းကြောင်းလာမယ်ဆိုတာဘယ်သူမှအတိအကျမပြောနိုင်ပါဘူးတိပ္ပံမြတ်ရှင်ကြီးဟာဒီနေ့ချိန်ဒီအပူချိန်6000ဒီဂရီဆယ်ဆီယက်လောက်ရှိတဲ့ကဘာအတွင်းပိုင်းတွေကိုဆင်းပြီးအတိအကျလေးလာနိုင်မယ့်အရာမတီထွင်နိုင်သေးပါဘူး ဒါမဲ့ဒီအတွင်းပိုင်းလှုပ်ရှားမှုတွေဟာမြေပေါ်တက်လာတဲ့ငလျင်လှိုင်းတွေကိုတော့တိုက်တာနိုင်ပြီးအနက်ဘလောက်ရှိတယ်ဆိုတာသိရှိနိုင်ပါလေ။ဒီလိုငလျင်သမိုင်းကြောင်း PR တိုင်းတာချက်ကိုသိပ္ပံနေကြသူရဇနာပြုလေ့လာတဲ့အခါမှာပြည့်ပြည့်ကျော်တစ်ခုမှအချိန်ကာလတစ်ခုကာလရှည်တွင်အင်အားဘလောက်မှဘလောက်တွင်ငလျင်လှုပ်ခတ်နိုင်တယ်ဆိုတာသင်ချာနည်းနဲ့ကောက်ချက်ချလို့ရပါတယ်။အဲ့ဒါကို scientific focus သိပ္ပံနေကြကြွတင်ခံမှန်းခြင်းလို့ခေါ်ပါတယ်။နှစ်ကာလအပိုင်းအခြားတစ်ခုနဲ့သာဖော်ပြနိုင်ပါလေ။ ဘာသိပ်ပန်နီးမှမပါပဲအင်အားဘလောက်နဲ့ဗရဏာကြီးတွင်လှုပ်မယ်တနည်းအားဖြင့်ရေတိုးခမဲပိနေတာကို prediction ရှေ့ဖြစ်ပြောဆိုချက်လို့ပြောပါတယ်ဘသူတွေပြောနိုင်တယ်ဘလောက်မှန်အောင် ပြောနိုင်လဲဆိုတာကိုတွေးကြည့်နိုင်ပါတယ်ကမ္ဘာပေါ်မှာတနည်းကိုပြန်မြအကြိမ်60လောက်ငလင်းလှုပ်နေလို့ငလင်းလှုပ်မယ်ဆိုတာမမှန်စရာအကြောင်းတော့မရှိဘူးလှုပ်မှာပဲလीဒါပေမဲ့အင်အားဘလောက်နဲ့ပြည်တွင်းပြည်ပတွေရေတိုးအချိန်တိုင်းနဲ့ရန်တမ်းပြောနေပြီဆိုရင်တော့ဒါကိုညင်းဆိုရပါလိမ့်မယ် ဘာလို့လဲငလိဟာရေတိုခံမှန်းလို့ရတဲ့အရာလုံးဝလုံးဝမဟုတ်လို့ပါငယ်စဉ်ကတင်မှုကြမှာပါကြာကြာလာနေပြီလို့နေတိုင်းအော်တဲ့တိုးကြောင်သားအောင်မြင်လို့ပေါ့ဗျာရွာသားတွေကနေတိုင်းစိတ်ပူပန်သွားနေနေကြပြီတကယ်တမ်းကြာလာတော့လဲဒုက္ခရောက်ကြတာပါပဲခုလိုကြာပြန်သွားတဲ့နောက်ပိုင်းကြားထက်လာတော့မယ်ဆိုပြီးဆက်អော်နေတဲ့သူတွေကអော်နေပြီးយងជីသူတွေကလည်းဆက်ပြီးတော့យងជីពុបាននេះတော့ပါပဲ ဘယ်ချိန်ကြားလာမလဲဆိုတာလည်းဘယ်သူမှမသိနိုင်တော့လာနိုးလာနိုးနဲ့ဘဝချင်းတွေကိုဘဝအမောတွေဖြစ်တာကိုုံဆုံးသွားတယ်ဆိုတာသတိပြုတင်ပါလေဒီနောက်ဆက်တဲ့ပုံပြဆုံးတမတော့ရွာသူရွာသားတွေဟာနောက်တစ်ခါကြားလာရင်ဘာတွေဘလို့လုပ်မလဲဆိုတာစူပေါင်းဝိုင်းဝန်းပြင်ဆင်ကြပါလေလူငယ်တွေကိုသိပညာပေးတယ်ခြံစည်းရိုးတွေခိုင်ခန့်အောင်တည်ဆောက်တယ်အရေးပေါ်အချိန်မှာဘလို့ပြုမှုနဲ့ထိုင်ရမယ်ဆိုတာလေ့ကျင့်တယ်စိုးရိမ်စိတ်တွေကိုဖြေလျှော့လိုက်ပြီးတော့ လောကခက်ခဲတွေကိုရင်ဆိုင်နိုင်မဲ့တတိမွေးကြရင်ဘဝတွေကိုယုံကြည်မှုနဲ့ပြန်တည်ဆောက်ရပါတယ်။သူ့အကြောင်းသားလေးတွေကိုလည်းမှားကျင်ပါတယ်။လောကမှာလူတွေပူပန်သောကရောက်မှကိုထွင်းစားရမယ်ဆိုရင်အဲ့ဒါကိုအပူဇာလို့ခေါ်တယ်ဗျ။ကိုလှုပ်တဲ့လှုပ်ရဟာအဲ့ဒီလိုဥတီနေတယ်ဆိုရင်တော့လှုပ်တဲ့မလှုပ်တဲ့ချင်းချင်ရမှာပဲ။ကိုတော်ဝင်ထားတဲ့နေရာမှာခြေပေါ်ထမ်းဆောင်ခြင်းနဲ့ဆိုရင်ဒီလိုအချိန်မှာကြားကြားလို့အော်နေမဲ့စား လူသားတွေအကျိုးရှိစေမယ့်အသိပညာတွေမျှဝေပေးစင်ကြ။ကျွန်တော်တို့နိုင်ငံဟာတော်တော်လေးကိုလက်ရှိချိန်မှာငလင်ကြောင်းစိုးရင်ပြုပန်တော့ကရောက်နေရတာပါ။ဒါကြောင့်ခြေပြုစဉ်စားတွေးခေါ်တတ်တဲ့ပညာတတ်တွေပေါ်ထွန်းလာတဖက်တလန်းကအသိပညာပေးကြပါ။အကြောက်တရားတွေမရိုက်သွင်းကြပါနဲ့လို့ ပြောကျင်ပါတယ်အခုလိုလာမဲ့22ရက်နေ့မှာငလင်ကြီးလောက်ခတ်မယ်ဆိုတဲ့အခြေအမြင့်မရှိတဲ့ကောလာဟာလာတွေဖတ်ပေါ်နေပြီးတော့ဒီလိုသတင်းမှာဖြန့်ဝေသူတွေကိုတဘာဝဘေးစင်မှန်ခံွယ်မှုဥပဒေနဲ့ရေးယူခံရနိုင်တယ်လို့သိရပါတယ်အခုရပိုင်းနဲ့ Facebook နဲ့ TikTok လူမှုကွန်ရက်ဆာမျက်နှာတွေမှာ AB 21မှာငလင်ကြီးလုံမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပြီးပြည်သူလူထုစိုးရိမ်မှုမြင့်တက်နေတာပါ။ တမဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုံမှား29မှာမြည်သူမဆိုအများပြည်သူထိတ်တလန့်ဖြစ်စေဖို့ရည်ရွယ်ချက်နဲ့တဘာဝဘေးအန္တရာယ်နဲ့ဆက်လင်းပြီးမဟုတ်မမှန်တည်င်းလွှင့်ကြောင်းပြစ်မှုထင်ရှားရင်တစ်နှစ်ထက်ပိုတဲ့ထောင်ဒဏ်ငွေဒဏ်နဲ့ဒဏ်နှစ်ရလုံးချမှတ်ခံရမယ်လို့ပြဋ္ဌာန်းထားပါတယ်။အဲ့ဒါ Facebook မှာတွေ့တယ်၊23ရက်နေ့ငလင်လုံးမှာဆိုပြီးရေးနေကြတွေ့တယ်၊ post တွေအများကြီးတွေ့တယ်။ နေတိုင်းငလင်လုံနေတော့ငလင်လုံရပြောနေတော့စိုးရင်ရတယ်ငလင်ကရဲတိကြသိရပြီမလုပ်ဘူးဆိုတာသိပေမဲ့စိုးရင်မိတယ်လို့မန္တလေးမြို့ကန်တို့ကဆိုတယ်ဗျလက်ရှိမှာပြင်အား9.8ဆင့်ရှိငလင်ကြီးလှုပ်ခတ်ပြီးနောက်ဆက်တွဲငလင်နေဇက်တိုက်လှုပ်ခတ်မှုကြောင့်စိုးရင်စိတ်စိတ်ဖိစီးမှုတွေဖြစ်ပေါ်နေပြီးပုံမှန်စိတ်အခြေအနေမရှိသေးပဲငြိမ်သက်နေရမှာအတန်တစ်ခုခုကြာရင်ငလင်လောက်တန်လို့ထင်မှတ်နေမိတယ်လို့ပြည်သူတွေကဆိုပါတယ် ဒီနေ့ကာလထိငလင်းဆိုတာဟာမြေသည့်ချိန်မြေသည့်နေရာမှာလှုပ်ရှားမယ်ဆိုတာကမ္ဘာပေါ်မှာဘယ်နိုင်ငံဘယ်ငလင်းပညာရှင်မှအတိအကျကြိုတင်မခံမှန်းနိုင်ပါဘူးပြီးခဲ့တဲ့မလ28ရက်နေ့နဲ့ AB 16ရက်နေ့တွင်အင်အားလုံးပြင်းတဲ့ငလင်းကြီး9.3 Richter scale နဲ့6.5 Richter scale အဆင့်နှစ်ကြိမ်ဆက်တိုက်လှုပ်ခတ်မှုပါဝင်ငလင်းလှုပ်ခတ်မှုပါဝင်163ကြိမ်ရှိပြီလို့မုစလာကတော့ထုတ်ပြန်ထားပါတယ်